လူတွေမဝေဖန်ပါနဲ့လူတွေမဝေဖန်ပါနဲ့တတ်ချိုက်တယ်မဝေဖန်နဲ့လို့ပြောတဲ့စာကြောင်းကအဆက်နဲ့သွားပြီးတော့ဝေဖန်တတ်ခိုက်တာမျိုးမဝေဖန်နဲ့လို့ပြောတာမဟုတ်စိတ်ထဲရတာမဝေဖန်နဲ့စိတ်ထဲရတာမဝေဖန်နဲ့သူ့ပြုမှုကြီးကကောင်းလိုက်တာသူ့ပြုမှုကြီးကချက်မကောင်းအဲ့လိုမျိုးစိတ်ထဲရတာမဝေဖန်နဲ့အဲ့စူးစမ်းကြည့်စူးစမ်းကြည့်ဒီနေ့ကထရန့်ကြည့်ဒီနေ့ကစမဝေဖန်နဲ့မင်းတို့နှလုံးသားလေးလွတ်လပ်လာလိမ့်မယ် ကြိုက်တယ်မကြိုက်ဘူးသဘောကျတယ်သဘောမကျဘူးကြည်ရတယ်ကြည်မြောက်မုန်းတယ်မမုန်းအော်ဘလို့ဖြစ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်အသစ်ရှိတယ်အသစ်မရှိဘူးအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဟိုသူများရဲ့အပြုံဝင်နဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဝေဖန်နေတာကအလုပ်တစ်ခုဖြစ်နေမင်းတို့နှလုံးသားမအောင်မအောင်ဘတော်မှအားမမဟုတ်တဘွားလုံးအားမမဟုတ်ဒီအချိန်မှာဒီလူနဲ့တွေ့လို့ဒီလိုမျိုးဖြစ်နေရင်နောက်အချိန်မှာအဲ့တဲ့ဆိုးရဲလူနဲ့တွေ့အဲ့တဲ့ပိုဆိုးနေမှာပဲအပြင်းအလူတွေကိုမင်းတို့ရွေးချယ်ပိုင်ခွင့်ရှိလားဒီလူနဲ့တွေ့ရမယ်ဆိုရွေးချယ်ပိုင်ခွင့်ရှိလား မိသားစုတွေတောင်မှဘယ်သူနဲ့တွေ့မယ်ဆိုယူရွေးချယ်ပြီးတော့မွေးဖွားလာတာဟုတ်လားအဲ့လိုမဟုတ်လေအဲ့လိုမှမဟုတ်တာအဲ့တော့ကိုကိုစိတ်ကိုပဲထားတက်အောင်ထားအမကတော့အဲ့လိုပဲပြောမှာပဲမင်းတို့စိတ်ကိုပဲမင်းတို့ထားတက်အောင်ထားအေးချမ်းအောင်တိလားအမပြောပြမယ်နော်မက်ဒီတေးရှင်းလုပ်မက်ဒီတေးရှင်းလုပ်ခိုင်းနေဆိုအလကားလုပ်ခိုင်းတာမဟုတ်ဥမာအမြင်အာရုံကိုမကြိုက်တဲ့အမြင်အာရုံတစ်ခုကိုမြင်တယ်ကိုကိုမကြိုက်တဲ့အမြင်အာရုံတစ်ခုကိုမြင်တယ် တီတေးရှင်းလောက်ထားတဲ့လူကအဲ့ဒါကိုဘယ်လိုမြင်လဲဆိုတော့လေမြင်တယ်မတီတေးရှင်းမလောက်ထားတဲ့သူကဘယ်လိုမြင်လဲဆိုတော့မကြိုက်ဘူးနားလေလားနားလေလားစိတ်ကိုလေ့ကျင့်နာတဲ့လူကဘယ်လိုမြင်လဲဆိုတော့ကိုယ်စိတ်ကိုလေကိုယ်စိတ်ကိုလေ့ကျင့်နာတဲ့လူကဘယ်လိုမြင်လဲဆိုတော့မကြိုက်တဲ့အမြင်အာရုံတစ်ခုမြင်တယ်ဘယ်လိုမြင်လဲမြင်တယ်ဟာလားမြင်တယ် ကိုစိတ်ကိုမလေးကျင့်တာတွေလူကဘယ်လိုမြင်လဲဆိုတော့မကြိုက်ဘူးမကြိုက်ဘူးတင်းမခံနိုင်တော့ဘူးနော်တင်းလာပြီနော်မလုတ်ချင်လာပြီနော်အဲအဲ့ဒါလူမြင်တယ်အဲ့တော့ဘယ်လိုရှင်းရမှာလဲဘသူ့ကိုဘယ်လိုသွားရှင်းရမှာလဲဘသူမှဘယ်လိုသွားရှင်းလို့မရအောင်ကိုယ့်ကိုရှင်းရမှာကိုယ့်စိတ်ကိုရှင်းရချရတဲ့သူရဲ့အပြင်မှာတင်းရလွဲလို့ဘာမှမရှိပါဘူးဟုတ်လား လူတွေကိုကြီးမြခြင်းကြီးရခြင်းကလည်းတင့်အမြင်ပါပဲကြီးလို့ရတယ်လို့ဆိုကြီးလို့ရပြီကြီးလို့မရတယ်လို့ဆိုကြီးလို့မရဘူးဖြစ်နေတာလည်းကို့အမြင်ပါပဲဒီလားကြီးလို့မရတဲ့သူကိုလည်းလေချစ်တဲ့မျက်စိနဲ့ကြီးလို့ရကြီးလို့ရခြင်းလည်းကြီးလို့ရသွားတာလည်းကို့ကိစ္စပါပဲဟုတ်လားအကွာလွယ်ဘာမှမရှိဘူးပြင်မှာအဲ့ဒါလေးတတိယအဲ့ဒါလေးတတိယရင် တော်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 မိုက်ပါပဲနော်တော်တော်မိုက်ပါအဲ့တော့ကိုဆက်မပေါင်းခြင်းတဲ့သူတွေ ਨੇ နေ့စဉ်ထိတွေ့နေရတဲ့သူတွေဖြစ်နေလို့ဆိုအဲဆက်မပေါင်းရှင်ဘူးလို့ကိုသုံးသပ်မိနေတဲ့ကိစ္စတွေရှိလေအဲ့ဒါကြီးမသုံးသပ်နဲ့တော့ဒီလားအဲ့ဒါကြီးမသုံးသပ်နဲ့တော့နေ့စဉ်ထိတွေ့ရတဲ့သူတွေအဖြစ်နေမတက်တာလို့လည်းပတ်သက်နေရတယ်လေမတက်တာလို့လည်းပတ်သက်နေအလိုက်မသိမှုတွေလူမှုရေးနားမလည်မှုတွေအဲ့ဒါကြီးမမျှော်လင့်နေတယ်လေအလိုက်သိဖို့မမျှော်လင့်နေလူမှုရေးနားလည်ဖို့မမျှော်လင့်နေဒီလားညောင်းလင်းချက်တွေကြောင့်တို့တို့ကတို့ရဲ့အလိုက်မသိမှုတွေလူမှုရေးနားမလည်မှုတွေကြောင့်စိတ်မသက်မသာဖြစ်နေရတာမဟုတ် သူတို့အလိုက်သီးပုံမျောလင်းနေတဲ့စိတ်သူတို့လူမှုရေးနားလည်ပုံမျောလင်းနေတဲ့စိတ်ကြောင့်စိတ်မသက်မသာဖြစ်နေတာအဲ့တော့ကိုယ်စိတ်ကိုပဲ handle လုပ်ဖို့အကြံပေးပါတယ်ဒီလားနောက်ခုရွေးချယ်စရာရှိတယ်ဒါမို့ကိုတကယ်ရွေးချယ်လို့ရတဲ့အခြေအနေမျိုးဆိုလို့ရှိရင်မနေနဲ့ပေါ့အဲ့ပေါ့မချင်ဘူးမနေချင်မနေနဲ့ပေါ့ဟုတ်လားမိသားစုဆိုရင်တော့ရွေးချယ်ပိုင်ခွင့်ရှိရှိတဲ့အခါမျိုးရှိအမှမိသားစုနဲ့အဆင်ပြေလို့မနေဘူးအိမ်ခွဲနေမှာရတယ်အိမ်ခွဲနေအိမ်ခွဲနေနိုင်တဲ့အဆင်ကြီးစူးစမ်းရင်တော့ဒါပဲရှိရပဲဟုတ်လားသူဆိုတာရွေးချယ်လို့ရတယ် ကိုဘလို့ရှင်းတဲ့ချင်းနဲ့ဘသူနာမနေမယ်ဘသူနာမမနေရွေးချယ်ပိုင်ခွင့်ရှိတယ်နော်တဘောအလုံးဒီလူတွေနဲ့ပဲနေရမှာမျိုးမဟုတ်နော်